မင်္ဂလာပါ football review ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ကတော့အင်္ဂါလေးပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ဒါ Champions League ပွဲစဉ်တွေရှိတယ်ပေါ့နော်။ဒီ Champions League 16တင်းရှုံးလို့အဆင်းရဲ့ဒါဒုတိယကြိုပွဲစဉ်တွေဒီနေ့ညမှာစပြီးတော့ကစားပြီးပေါ့နော်။အဲ့တော့ဒီနေ့ဒါကစားမဲ့ Champions League ပွဲစဉ်တွေအကုန်လုံးကိုဒီနေ့ဗီဒီယိုမှာကြိုပြီးတော့သုံးသပ်ပေးမှာပေါ့နော်။ပြီးတော့အဲ့တော့ဒီနေ့သုံးသပ်ချက်တွေကိုရုံသုံးမပြောပြခင်မှာဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့ဒီ Telegram Channel မှာလည်းဒီသုံးသပ်ချက်တချို့ကိုကျွန်တော်တင်ပေးရပေါ့နော်။အဲ့တော့ Telegram ကို join ဒီလေးတွေရှိတယ်ဆိုလို့ရှိရင်ဒါဒီဗီဒီယိုရဲ့အောက်က comment comment မှာကျွန်တော် Telegram channel link ကို pin comment အနေနဲ့ထားပေးတာပါเนาะအဲ့တော့ Telegram channel ကိုဝင်ပြီးတော့ join ထားလို့ရရေပေါ့เนาะအဲ့တော့ဟုတ်ပြီဒါဒီနေ့ညရဲ့အစောဆုံးပွဲစဉ်အဖြစ်ဒီနေ့ည7:35မှာကစားမဲ့ Barcelona နဲ့ဒီ Benfica တို့ရဲ့ပွဲစဉ်ပေါ့เนาะဒီပွဲစဉ်အောင်ဒီပထမအကြော့တုံးကတော့ Barcelona ကဒါအဝေးကွင်းမှာ Benfica ကိုဝန်းစီနဲ့နိုင်ခဲ့တယ်ဒီဒီချိန်မှာတော့ Barcelona သူ့ရဲ့အင်ဂွေနူကန်မှာတစ်ဖက်ကဒီ Benfica အသင်းကိုပြန်ပြီးတော့အခက်ကစားရမယ်ပေါ့เนาะ အဲ့တော့ဒီဘာစီကိုကျွန်တော်ပြန်ကြည့်ရင်လက်ရှိမှာဘာစီကအချိန်ကောင်းနေအတင်မဟုတ်ပြီးတော့ချန်ပီယံလိမှာဆိုလို့ရှိရင်လည်းသူတို့ပုံစံကောင်းနေရတာလေဘင်မီကာကိုကျွန်တော်ပြန်ကြည့်ရင်လက်ရှိမှာသူတို့ပုံစံကောင်းနေရထားရဲဆိုပေမဲ့လို့ဘာစီလိုနာနဲ့ရှင်မယ်ဆိုလို့ရှိရင်တော့ရှင်နိုင်စွမ်းတော့ဘင်မီကာမှာမရှိသေးဘူးပေါ့နော်ဘာစီလိုနာကဒီလက်ရှိမှာဆိုလို့ရှိရင်ပြိုင်ပွဲဆုံးကျွန်တော်ပြန်ကြည့်တော့ဖောင်ကောင်းနေနောက်ဆုံး16ပွဲစရိုက်တိအရှုံးဝဲမရှိကစားထားတယ်ပြီးတော့ချန်ပီယံလိနောက်ဆုံး10ပွဲစရိုက်လည်းသူတို့ ဒီမရှုံးအောင်ကစားထားရပါတော့ပြီးတော့ဒီဘာစီလိုနာကဒီယာဒီထဲမှာဆိုလို့ရှိရင်ချန်ပီယံလိမှာပင်ပီကာနဲ့နှစ်ကြိမ်တိတိတွေ့ပြီးွားပြီနှစ်ကြိမ်လုံးဘာစီကပင်ပီကာကိုအနိုင်ယူထားရပါတော့ ပြီးတော့ဒီဘာစီလိုနာအသင်းကဒါဒီယာဒီချန်ပီယံလိမှာဆိုလို့ရှိရင်ဒါနောက်ဆုံးကစားခဲ့တဲ့အိမ်ကွင်း၄ဘွဲ့မှာဆိုလို့ရှိရင်၃ဘွဲ့တိတိနိုင်ခဲ့တာကိုတွေ့ရတယ်ပြီးတော့သူတို့ရဲ့တိုက်စီကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းတင်ကို၁၄ဂိုးတိတောင်ရခဲ့ရအောင်တွေ့ရတယ်ခေါ့နော်အဲ့တော့ဒီဘွဲ့မှာအိမ်ရှင်အားတကြလည်းရှိနေတယ်ဆိုတော့ဒီဘွဲ့မှာကျွန်တော်ဘာကောက်သဘောကျမိတကူးသွင်း95ပြားရှုံးမယ်ဆိုတော့ဂျေးတကူမှာကျွန်တော်အနေနဲ့ဒီဘွဲ့မှာ ဒီပါစီဘင်မီကာကိုနှစ်ကိုးပြက်လောက်တော့တွင်းနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့ဒီပွဲမှာဆိုလို့ရှင်ကျွန်တော်ပထမအဆုံးတစ်ခုအနေနဲ့ဆိုလို့ရှင်တော့ဒီပါစီလိုနာကိုသဘောကျရယ်ဗောနော်အဲ့တော့ဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှင်တော့ဂိုးပေါင်းဗောနော်၄ဂိုးတွင်း90ရမယ်ဗောနော်အဲ့တော့ဂိုးပေါင်းကြီးရတော့နည်းနည်းမြင့်တယ်ဒါမဲ့လို့ဒီပွဲမှာလည်းကျွန်တော်ဂိုးပေါ်ကြိုက်တယ်ဗောနော်ဒီရာဒီချန်ပီယံလိမှာဆိုလို့ရှင်ပါစီလိုနာရဲ့အိမ်ဝင်းတိုက်စစ်ဆွမ်းဆောင်ရေးကတော်တော်လေးကိုအားရစရာကောင်းတယ်ဗောနော်ဒီသူတို့ရဲ့အိမ်ဝင်းမှာဆိုလို့ရှင်သူတို့ရဲ့ဂိုးရနိုင်ခြေစုစုပေါင်းက3.50ထီတောင်ရှိတယ်ဗောနော်ဒါက၄ဂိုး နာလောက်ထိရောက်တယ်ပေါ့နော်အဲ့တော့လေးကုတ်သွင်းလို့ရှင်60ရမယ်ဆိုတော့ဂျေးဒီကောင်ကဘာစီဒီဘွဲမှာ31ဒီ 4C အလောက်တော့ညွန်လင်းနေပြီးတော့ဘာစီသုံးသအတင်းကစားခဲ့တဲ့နောက်ဆုံး၃ဘွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲနှစ်သိန်းပေါင်းသွင်းကိုစုစုပေါင်း73ကိုရှိတာလေဆိုတော့ဒီဘွဲမှာလည်းပြန်လည်သွင်းဖို့ကြီးကျွန်တော်ညွန်လင်းနေပေါ့နော်ဒီဘာစီလိုနာ31လောက်ထိတော့ပင်ပီကောင်နိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်နေပါတယ်အဲ့တော့ဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှင်ကျွန်တော်ဂိုးပေါ်ရွေးချယ်ပေးခြင်းပါဟုတ်ပြီတော့ဒီနောက်ထပ်တပွဲကတော့ဒီနေ့ညဒါ2နိုင်ခွဲမှာကစားမဲ့ ဒီလေဗယ်ကိုစင်တဲ့ဘိုင်ယန်တို့ရဲ့ပွဲစဉ်ပေါ့နော်ဒီပွဲစဉ်ရဲ့အခြေကိုကျွန်တော်ပြန်ကြည့်ရင်တော့ဘိုင်ယန်မြို့နေကလေဗယ်30ရှုံးပေါ့နော်ဘိုင်ယန်ဘက်က30ရှုံးဆိုပြီးတော့ခြေထွက်ထားတယ်ပြီးတော့ဂိုးပေါင်းနေတယ်ဆိုလို့ရှိရင်၃ဂိုးသွင်းရင်ပြား90ရမယ်ဆိုပြီးတော့ခြေထွက်တယ်ပေါ့နော်အဲ့တော့ဘိုင်ယန်လေဗယ်ကိုစင်နောက်ဆုံးကစားခဲ့တဲ့၄ပွဲကိုကျွန်တော်ပြန်ကြည့်ရင်သူတို့ကလင်းရှိရယူထားတကယ်တာတပွဲပဲရှိရဲ့ ကျန်တဲ့၃ဘွဲလုံးလေဗာကူဇင်ရဲ့ခန့်စစ်ပိုင်းကပေးကိုတွေခွင့်ပြုထားရတယ်ပေါ့နော်။ပြီးတော့လေဗာကူဇင်အသင်းကစားခဲ့တဲ့အင်ကွင်းနောက်ဆုံး၆ဘွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းသူတွေတိုက်စစ်ကတွင်းကိုစုစုပေါင်း၂၉ဒါမှမဟုတ်၂၉တက်ပို့ပြီးတော့တွင်းထားခဲ့တာကိုတွေ့ရတယ်ပေါ့နော်။ပြီးတော့ဘိုင်ယန်မြူးနစ်အသင်းကစားခဲ့တဲ့ဒါချန်ပီယံလိနောက်ဆုံး၆ဘွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း၄ဘွဲကဒီပိုတင်တူစကိုရဆိုလို့ရှိရင် yes ဖြစ်ခဲ့တယ်။ပြီးတော့အပြန်လည်တွင်းကိုတွေရှိခဲ့တာကိုတွေ့ရတယ်ပေါ့နော်။ပြီးတော့ဘိုင်ယန်ကဒါဒီရာဒီချန်ပီယံလိရဲ့အဝေးကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်တပွဲမှသူကလင်းရှိမရသေးဘူး။ ပွဲတိုင်းဒီပါခန်စီပိုင်းဟာဂိုးရီခွင့်ပြုပေးတာတော့တွေ့ရတယ်။ပြီးတော့သူတို့ကစားခဲ့တဲ့ဝေးခွင်းနောက်ဆုံး၄ပွဲမှာဆိုလို့ရှိရင်လည်းဘိုင်ယန်တိုက်စစ်ကတွင်းကို2ဂိုးတောင်ပေါ့2ဂိုးထပ်ပို့ပြီးတော့ဒီတွင်းယူထားတာကိုတွေ့ရတယ်ဗောနော်အဲ့တော့ဒီပွဲမှာတော့အပြန်လည်တွင်းကိုရှေ့လိမ့်မယ်လို့ထင်တယ် ဒါပထမအကြောကဘိုင်ယန်မြူနစ်ဘက်ကလုံးဝတစ်ဖက်သက်ဆန်ဆန်3-0နဲ့နိုင်ခဲ့တယ်ဆိုပေမဲ့လို့ကျွန်တော်ဒီပွဲမှာပြန်လည်တွင်ကိုရှိဖို့မျှော်လင့်တယ်ဘောနော်3-0တွင်50ရမယ်ဆိုပေမဲ့လို့ကျွန်တော်ဒီနှစ်သင်းပေါင်း3-4ကိုလောက်တော့ကြည့်ရလိမ့်မယ်လို့ထင်တယ်အဲ့တော့ဒီပွဲမှာတော့ကျွန်တော်ဂိုးပေါ်ပဲရေးချေပေးခြင်းတယ်ဘောနော်အဲ့တော့ဟုတ်ပြီနောက်ထပ်တပွဲကကျတော့ဒီနေ့ညနှစ်နိုင်ပွဲမှာပဲကစားမဲ့လေဘဘူးနဲ့ PSG တို့ရဲ့ပွဲစဉ်ပေါ့နော်ဒီပွဲစဉ်ရဲ့အကြီးအကျယ်ကိုကျွန်တော်ပြန်ကြည့်ရင်တော့လေဘဘူးက level 30ရှုံးဆိုပြီးတော့ကြီးထွက်တယ် ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်၃ကိုဆိုရင်တရေပေါ့နော်3 D ဆိုပြီးတော့ကြီးထက်သွားတာတွေ့ရတယ်အဲ့တော့ဒီပထမအကြောမှာတော့လေဘဘူးကအဝေးကွင်းမှာ PSG ကိုဝန်းစီးနေနိုင်ရတယ်အဲ့အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ပထမကြုံမှာ PSG ရှုံးခဲ့ဆိုပေမဲ့လို့ခြေစွမ်းပိုင်းအရာကိုအချက်လက်တွေရပါအဲ့ဒီပွဲစဉ်ကိုသွားပြီးတော့ပြန်ကြည့်မယ်ဆိုလို့ရှိရင် PSG ကလီဗာပူးထက်ပိုကောင်းခဲ့တာကိုတွေ့ရတယ်ပေါ့နော်ပြီးတော့ပထမအကြော့မှာ PSG လော်ဘူးရှုံးခဲ့တာအားလည်းပြောရလို့ရှိရင် PSG အတင်းအတွက်ကဒီနောက်ဆုံး24ပွဲမှာတပွဲတည်းတော့ရှုံးပွဲဖြစ်ခဲ့တယ်ဆိုတော့ ကျင်းဒီပေါ်တော့ဒီနေ့ PSG လဘောက်ကိုပြန်ပြီးလက်စားချိန်ဖို့ကြိုပြီးပြင်ဆင်လာလိမ့်မယ်လို့ထင်တယ်ပေါ့နော်ပြီးတော့ PSG တင်းကသူတို့ကစားခဲ့ရင်နောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်5ပွဲကတိုက်စစ်ပိုင်းကအတွင်းကို2-6တောင်ပေါ့2-6တက်ပို့ပြီးတော့ရအောင်တွင်းတက်တာကိုတွေ့ရတယ်ပေါ့နော် ပြီးတော့ဒီ PSG အတင်းရဲ့ဒါလက်တလောကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းသူတို့ Liverpool ကိုကျင်းနေပေါ့အနိုင်နိုင်ဆန်းရှိရယ်ပေါ့နော်ပြီးတော့ဒီ PSG ရဲ့အဝေးကွင်းနောက်ဆုံး၁၀ပွဲမှာဆိုလို့ရှိရင်လည်းဒီသူတို့ရဲ့တိုက်စစ်ကဒီ Twin Go စုစုပေါင်း2ဂိုးဒါမှမဟုတ်2ဂိုးထက်ပိုပြီးတော့ဒီဒီရအောင်တွင်းခဲ့တယ်ပေါ့နော်နောက်ဆုံးအဝေးကွင်း၁၀ပွဲမှာဆိုလို့ရှိရင်ကိုယ်ဝဲတီတီရပေါ့အဲ့တော့ဒီပွဲမှာကျွန်တော် PSG ကိုခြိုက်တဲ့ Liverpool သူအနိုင်မယူနိုင်ခဲ့ရင်တော့မှအနည်းဆုံးတော့တေးရီတော့ PSG ကစားနိုင်လိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာကျွန်တော် PSG ကိုရွေးချယ်ပြစ်ချင်ပါတယ် ဟုတ်ပြီတော့ဒီနေ့ညရဲ့ဒါချင်မင်းလိနောက်ဆုံးပွဲစဉ်တပွဲကျန်တယ်ဘောနော်အဲ့ဒီပွဲစဉ်ကကျတော့ဒီနေ့ညနှစ်နိုင်ပွဲမှာပဲကစားမဲ့အင်တာမီလန်နဲ့ဖီယင်နုအသင်းတို့ရဲ့ပွဲစဉ်အဲ့တော့ဒီနေ့ရဲ့ကြီးကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်အင်တာမီလန်ကတကိုးသွင်း80ရှုံးမယ်ဆိုပြီးတော့ကြီးထွက်တယ်ဘောနော်အင်တာမီလန်ဘက်ကနေမယ်ဆိုလို့ရှိရင်တော့ချင်းဒီဘောက်ဖီယင်နုဘက်ကိုနှစ်ကိုးပြတ်သွင်းဖို့လိုတယ်ပြီးတော့ဂိုးပေါင်းနေနေဆိုလို့ရှိရင်သုံးကိုးသွင်း45ပြတ်ရမယ်ဆိုပြီးတော့ကြီးထွက်တာတော့တွေ့ရတယ်ဘောနော် အဲ့တော့ဟုတ်ပြီအင်တာရဲ့အိမ်ကွင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင်အင်တာမီလန်ကစားရဲ့အိမ်ကွင်း10ပွဲမှာဆိုလို့ရှိရင်သူတို့ကလင်းရှိရခဲ့တာ9ပွဲအထိရှိခဲ့တယ်။ PSG နုအတင်ကစားရဲ့နောက်ဆုံး10ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းသူတို့ဂူးမရခဲ့တာ4ပွဲရှိရပေါ့နော်။ PFP နို့အတင်ကစားခဲ့တဲ့ဝေးကွင်းနောက်ဆုံး6ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းသူတို့အနိုင်ပွဲလုံးဝမရသေးဘူးပြီးတော့ Inter Milan ကကြတော့လေဒီရာဒီချန်ပီယံလိမှာဆိုလို့ရှိရင်ခံစစ်အကောင်းဆုံးအတင်ဖြစ်နေရပါတော့ သူတို့အတင်းရဲ့ခံစားပိုင်းရဲ့လက်ရှိမှာပီကိုတကိုးပဲခွင့်ပြုပေးထားရတယ်။အဲ့တော့ပထမကြော်ကစားတော့ကလည်းအင်တာကပီကိုခွင့်ပြုမပေးမထားဘူး။နှစ်ကိုးကိုမရှိနိုင်ရတယ်။အဲ့တော့ဒါအင်စာကြီးရဲ့အင်တာကလက်ရှိမှာဆိုလို့ရှိရင်တော်တော်ကြီးခံစားပိုင်းမှာတော့ပြီးပြည့်စုံလို့နဲ့အတင်းတင်းဖြစ်နေရပါတော့။အဲ့တော့ဖီယင်တို့ရဲ့လက်ရှိဖောင်းကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းအင်တာကိုကိုးသိမ်းဖို့ဆိုတော့အခက်လိမ့်မယ်လို့ထင်တယ်ပေါ့နော်။ပြီးတော့ဖီယင်တို့တင်းကချန်ပီယံလိမှာဆိုလို့ရှိရင်အီတလီအခြေဆိုင်အတင်းနေတဲ့ကစားရဲ့နောက်ဆုံး၃ပွဲကိုကျွန်တော်ပြန်ကြည့်ရင်၃ပွဲလုံးမှာနှစ်သင်းပေါင်းတွင်းကိုကနှစ်ကိုးတက်တော့မှာ မပိုခဲ့တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီပြောရလို့ရှိရင်ဒီပွဲမှာကျွန်တော်ဂိုးအောက်ကိုကြိုက်တယ်ပေါ့နော်နှစ်သိန်းပေါင်းအရင်နေနေဆိုလို့ရှိရင်လည်းတွင်းဂိုးတွေနေလိမ့်မယ်လို့ထင်တယ်၃ဂိုးတွင်း45ပြားရမယ်ဆိုပေမဲ့လို့ကျွန်တော်ဒီပွဲမှာဂိုးဂိုးအောက်ကိုကြိုက်တယ်ပေါ့နော် အဲ့တော့ဟုတ်ပြီဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှင်အင်တာမီလန်ကိုကြိုက်တယ်ပေါ့နော်ဒီဖီယန်နုကနောက်ဆုံးကစားခဲ့တဲ့ခုနှစ်ပွဲမှာတဝဲပဲရှုံးထားရည်ဆိုပေမဲ့လို့သူတို့ရှုံးခဲ့တဲ့ပွဲစဉ်ကလည်းဒါအင်တာမီလန်ကိုရှုံးခဲ့တဲ့ပထမအကြုံပွဲစဉ်ဖြစ်တယ်ပေါ့နော်ပြီးတော့အင်တာမီလန်ကလည်းပြိုင်ပွဲဆုံးနောက်ဆုံးအိမ်ဝင်6ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်6ပွဲလုံးသူတို့နိုင်ထားတယ်ပြီးတော့ဖီနိုကဒီချန်ပီယံလိရဲ့အဝေးကွင်းနောက်ဆုံး၃ပွဲကိုကျွန်တော်ပြန်ကြည့်ရင်ဒီတပွဲမှသူအနိုင်မရသားတည်းဘောနော် ဲ့လိုဒီပွဲမှာကျွန်တော်အင်တာကိုကြိုက်တယ်အိမ်ဝင်လည်းဖြစ်နေပထမအကြော့မှာလည်းနိုင်သားရေဆိုအရင်အင်တာတော့ကဖီအားမရှိလိမ့်ဘူးလို့ထင်တယ်ဒီအဲ့တော့တစ်ဖက်ကဖီနိုသူတူးစီလောက်တော့အနိုင်ကစားလိမ့်မယ်လို့ကျွန်တော်ခန့်မှန်းတယ်ပေါ့နော်ကိုရလည်းအနေနဲ့အဲ့တော့ဒီဘက်မှာဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်အင်တာမီလန်အသင်းကိုရွေးချယ်ပေးလိုက်မှာပေါ့